ရင်ပြည်နယ်ထိုင်းမြန်မာနယ်စပ်မြောက်ရီမြို့အတွင်းရှိမဲရိုစလိကျေးရွာနေရာကတရုတ်ငွေလိမ်လုပ်ငန်းကကီပတ်ထဲမှာငွေလိမ်လုပ်ငန်းအလုပ်သမားတွေကိုအော်တိုဘားလ22ရက်နေ့မနက်ပိုင်းမှာစစ်အုပ်စုကဝင်ရောက်ဖမ်းဆီးမဲ့တရင်ကြောင့်ထွက်ပြေးသူတွေလူရာကြီးရှိနေပြီးအဲ့ဒီထဲကမှတရုတ်ငွေလိမ်လုပ်ငန်းအလုပ်သူတွေကို BGF တပ်ဖွဲ့ကစစ်ရင်တန်းတွေနဲ့တရုတ်နိုင်ငံသားလူရာကြီးတင်ဆောင်ပြီးဒေါနာတောင်လမ်းပိုင်းကနေဖမ်းမျိုးဘက်ကို နေရာရွှေ့ပြောင်းပေးနေတယ်လို့သိရပါဗျ။အော်မနက်တည်းက PGL gate တွေရောကြားပြန်ဝန်းတွေအထဲမှာဗျ။အော်မြန်မာလုပ်သားတွေရော ထိုင်းလုပ်သားတွေရောဟိုတော့ထွက်ပြေးဖို့တော့သူတို့ခွင့်ခွင့်ပေးထားတာတော့ရှိတယ်။အာတရုတ်လုပ်ငန်းမှာ လုပ်တဲ့သူတို့ခေါင်းဆောင်တွေပြီးတော့ ITU စကေပြန်တွေကတော့အော် PGL ကကာတိုင်းနဲ့ဟို ယောက်ရီကနေပြီးတော့ဖန်ဟိုစစ်ကားတွေနဲ့ဗျာစစ်ကားအစီ40လောက်တော့ရှိမယ်အစီ40လောက်နဲ့ဆင်းဖို့တော့ဟိုကျွန်တော်တို့ယောက်ရီဘက်ကနေပြီးတော့ပြန်တက်လာတော့တောင်ကျောပေါ်မှာအဲကားတန်းဖြတ်နေတာကိုတော့တွေးခဲ့ရတယ်ဗောဟုတ်ဒါပြင်လက်ရှိချိန်မှာ ထိုင်းနိုင်ငံဘက်တောင်ရင်မြစ်ဖြတ်ကူးပြီးမဲဆောက်မျိုးဘက်ဝင်လာသူတွေကို ထိုင်းစစ်တပ်မှလက်ခံရာယီထိစိတ်ထားပြီးတဲ့ တိန့်ဆောင်လာသူလူဦးရေမှာလည်း200ကျော်အထိရှိတာနေပြီလို့မဲဆောက်ခြေဆိုင်လူမှုကွန်ရက်အဖွဲ့ထံကသိရပါဗျ။ထိုင်းရဲ့တရုတ်ရဲ့မြန်မာပြည်ပေါ့ဗျာအထိုင်းဘက်ကူးလာတော့တွေ့လိုက်တယ်။မဲကောက်ရင်းကျွာမှာကလေကလေကကထိုင်းစစ်တပ်ရှိရတယ်။အဲသူတို့ထိန်းထားတော့တွေ့လိုက်တယ်။လူက200ဝန်းကျင်လောက်တော့ရှိမယ်။တေချာတော့မသိဘူး။မဲဆောက်တဲ့ဟိုတော့သူတို့ပေးမွင်သေးဘူး။ထမင်းပူးနဲ့ရေတံပူးတွေလူတွေလို့တော့ကြားတယ်။အခုညနေထိ နိုင်ငံစုံကကြားဖြတ်လုပ်တာအလုံးလုံးနေကြတဲ့နိုင်ငံသားသား90ကျော်ကိုထိုင်းစစ်တပ်ကမေထိုသလီကြီးရွာကကီဘတ်တရုတ်ဆိုင်နောက်ကျောကနေတောင်းမြစ်ဖြတ်ကူလာကြလို့ဖမ်းဆီးထိန်သိမ်းထားပါတယ်